ကျမ်းမာတော်မူကြပါစားခမညာ K Media and New Channel ကနေပြီးပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့အစည်းအဝေးနဲ့ပတ်သက်လို့ရှိရင်ကိုးနိုင်ငံပေါ့နော်အကောက်ခွန်ပေါ့နိုင်ငံကိုးခုနဲ့အကောက်ခွန်ကိစ္စတွေအစိုးရကဟိုသဘောတူညီညာလိုက်တဲ့ကိစ္စလေးဒါလည်းကျွန်တော်တော်တော်လေးစဉ်းစားနေတာအာအစိုးရဘာလို့လုပ်ချင်တာလဲတော့ကျွန်တော်မသိဘူးမနေ့ညကထုတ်ပြန်လာတဲ့ဒီအစိုးရရဲ့ထုတ်ပြန်ချက်ပေါ့နော်အစိုးရထုတ်ပြန်ချက်အရဆိုရင်နိုင်ငံကိုးခုနဲ့တို့ရဲ့ဒီနိုင်ငံကိုးခုနဲ့ အဲချုပ်ထားတဲ့စာချုပ်ပေါ့နော်နိုင်ငံကိုယ်ကနေဆိုနိုင်ငံကိုယ်ကနေအကောက်ခွန်ဆိုင်ရာကိစ္စတွေပေါ့နော်ဆိုတော့စီမံဘဏ္ဍာဝန်ကြီးတနာထုတ်ပြန်တာပါအမ်ဒီကမ္ဘောဒီးယား time being and pro 9 darusalin laos singapore malaysia indonesia တရုတ်ဆိုတော့နိုင်ငံကိုယ်နိုင်ငံနိုင်ငံကိုယ်ကနေချုပ်ထားတဲ့စာချုပ်ပေါ့နော်အဲ့ဒီမှာဘာလဲဆိုတော့ဒီမြမအကောက်ခွန်စိတ်နှုံးစည်ရင်2019ပြည်ကုလသမဂ္ဂဒေသတွင်းဘက်ဆောင်စီးပွားရေးအစီအစဉ် ဘက်စုံစီးပွားရေးပိုးဆောင်မှုတပုတ်ဆိုင်တပုတ်ဆိုင်ဟာကောက်ခွန်နှုံရှော့ချမှုအစီအစဉ်ပေါ့ဗျာအဲ့အစီအစဉ်ကျင်းသုံးဆောင်ရရန်တဲ့ကောက်ခွန်နှုံဥပဒေပုံမှန်၃နဲ့၄အရာအနေထိုင်လုပ်ငန်းကိုကျင်းသုံးပြီးတော့ image ညစာကိုထုတ်ပြန်ပါတယ်တဲ့ပြောတယ် image ညစာစာတဲ့ဒေတာတွင်ဘက်စုံစီးပွားရေးပိုးဆောင်မှုတဘောတူညီစာချုပ်အရာမြန်မာနိုင်ငံနဲ့အပြန်အလှန်အသက်ဝင်တဲ့အောက်ပါနိုင်ငံများအကြား image ညစာထုတ်ပြန်တဲ့နေရာမှာစာရေးအာဏာတက်ရောက်စေရမည်ဆိုပြီးကျင်းညာတယ်ဆိုလိုတာကတော့ ဒီဒေတာတွင်ဘက်ဆောင်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုသဘောတူစာချုပ်ဆိုင်ရာအောက်ခွန်နှုတ်လျှော့ချမှုအစည်းအဝေးအဲ့ဒီစင်ဆိုင်လျှော့ချဖို့ဆိုတော့အဲ့ဒီထဲမှာနိုင်ငံ၉နိုင်ငံတို့ကညင်ညာထားတယ်ဘယ်နိုင်ငံလဲဆိုတော့၁ကမ္ဘောဒီးယား၂ထိုင်း VN ဘရူနိုင်းလာအိုစင်ကာပူမလေးရှားအင်ဒိုနီးရှားတရုတ်စသဖြင့်၉နိုင်ငံပေါ့နော်ဆိုတော့ဒီ၉နိုင်ငံနဲ့ချုပ်ထားတဲ့စာချုပ်ကိုသူကအဲ့လိုစာချုပ်အရတိုးတိုးမြင့်ပေးဖို့တိုက်တွန်းတယ်ပေါ့ဟိုအာနာသက်ရောက်ပြီးတော့ဒါ အကောက်ခွန်လို့ထွက်တာလုံမယ်ဆိုပြီးတော့ကြီးညာတယ်ဆိုတော့အဲ့ဒီကြီးညာချက်အရာနောက်ထပ်ဒီဘက်ကပါလဲဆိုတော့အကောက်ခွန်ဦးစီးဌာနကလည်းဆက်ဆက်တဲ့ကြီးညာချက်ကိုဆက်ပြီးထုတ်တယ်ဟိုကြီးညာချက်ကမေလ9ရက်မှာမေလ9ရက်ရေဆိုးနဲ့ထွက်တယ်အဲဒီဘက်ကြီးညာချက်ကကျတော့မေလ13ရက်ရေဆိုးနဲ့ထပ်ထွက်လာတယ်အဲ့ဒါပါလဲဆိုတော့ RCEP လို့ခေါ်တဲ့ Regional Comprehensive Economic Partnership အရာအကောက်ခွန်လုံး short အကောက်ခွန်နဲ့ပတ်သက်ပြီးကြီးညာလို့တင်သွင်းသူများသိရှိနိုင်ပါရန်ဆိုကြီးညာတယ်အဲ့ဒါလည်းတော့ဒါအကောက်ခွန်ကကြီးညာတာဆိုတော့ ပြောရရင်တော့တို့ကနေဒေသနဲ့ပတ်သက်စီးပွားရေးပေါင်းဆောင်မှုသဘောတူစာချုပ်အရာဒီနိုင်ငံ၉နိုင်ငံအမ်နဲ့ဒီနိုင်ငံတွေကနေထုတ်ပေးတဲ့ form RCEP ကိုအသုံးပြုပြီးတော့မြန်မာနိုင်ငံကိုတင်သွင်းလာမဲ့ကုန်ပစ္စည်းများအတွက်အောက်ခွန် short အောက်ခွန် short ကြောင့်ခံစားမိဆိုပါကတဲ့ ID subscriber ရှိတဲ့ custom duty အဲ duty type code အကွက်မှာတဲ့ရွေးချယ်ပြီးတင်သွင်းမှာဖြစ်တယ်အဲဒါဆိုပါဗျာပြောရင်အောက်ခွန်ဒီဒီကိုနိုင်ငံနဲ့အောက်ခွန် short ချဖို့ကိစ္စစမယ်ဆိုတဲ့သဘောပေါ့အဲ့ဒါကဘယ်နေ့စမလဲလို့မေးရင် तू ကကျင်ညာချက်ရဆို9ရက်9လ 2025ခရီးကစတင်အကျိုးသက်အောင်နေရာဖြစ်တယ်တဲ့အဲ့တော့16ရက်လောရတဲ့ပြည်စီမပြုလို့ဖြစ်တဲ့16ရက်နေ့မှာစတင်ပြီးတော့16ရက်နေ့ဆိုမနေ့ကစတင်ပြီးတော့မြန်မာနိုင်ငံတင်သွင်းလာမယ့်ကွန်ပျူစီကွန်ပျူစီနဲ့ပတ်သက်ရင်အဲ့ဒီ9နိုင်ငံကတင်သွင်းလာတာဆိုရင်အောက်ခုံလုံး short ချခံစားရမှာဖြစ်တယ်ပြောရရင်အဲ့ဒီနိုင်ငံ9ခုကတင်သွင်းလာမယ့်ပြည်စီတွေဆိုရင်အောက်ခုံလုံး short ချခံစားဝင်ပြီးမယ်ဆိုတဲ့သဘောပေါ့နော်ဆိုတော့အဲနိုင်ငံ9ခုကိုရွေးလိုက်တာပေါ့နော်သူပြောရတော့အင်ဂျင်ဆက်ဆက်တဲ့နိုင်ငံတွေပဲသူရွေးလိုက်တာတွေ့ရပါတယ်ဆိုတော့နံပါတ်1သူဆက်ဆက်တဲ့ရွေးတာကမ္ဘောဒီးယားကမ္ဘောဒီးယားကိုသူရွေးတယ်နောက်ထိုင်းကိုရွေးထိုင်းဆိုကျွန်တော်တို့အင်ဂျင်ကိုကတ်ရဲ့ ဗီယက်နမ်ကိုကြွေးတယ်ဘရိုနိုင်းကိုကြွေးတယ်လာအိုစင်ကာပူမလေးရှားအင်ဒိုနီးရှားဒါကိုကြွေးတယ်ပြီးတော့တရုတ်ဆိုတော့ကျွန်တော်တို့နိုင်ငံကအများဆုံးကျွန်တော်တို့ကုန်တင်သွင်းလာတာအများဆုံးကတရုတ်ကသွင်းတယ်ထိုင်းကသွင်းတယ်ဆိုတော့အစိုးရရဲ့ဂျီမန်ချက် target ကတရုတ်နဲ့ထိုင်းကို target ထားနေပုံရတယ်ကျန်တဲ့နိုင်ငံတွေကတတိလိတွေပဲဗီယက်နမ်လည်းနည်းနည်းသူစဉ်းစားသွင်းတယ်အဲ့တော့ပြောရရင်တော့တရုတ်ရဲ့အမေရိကန်နဲ့ဖြစ်နေတဲ့ trade war ပေါ့နော်ကုန်သွယ်ရေးစစ်ပွဲနဲ့ဒီအကောက်ခွန်အပြန်အလှန်တင်းမာမှုတွေစသဖြင့်အဲ့ဒါတွေနဲ့တရုတ်ကအမေရိကန်ဆန့်ကျင်ပြီးအခြားနိုင်ငံတွေနဲ့ပူးပေါင်းပြီးတော့အကောက်ခွန်ရှော့ချတဲ့ကိစ္စလုပ်ထားတယ်အဲ့ဒါတွေနဲ့ဆက်ဆက်ပြီးတော့ဒါမြန်မာကလည်းဒီအထက်မှာလာပြီးတနိုင်ငံဖြစ်နေတရုတ်ကနိုင်ငံတစ်ခုမိတ်ဆွေနိုင်ငံတစ်ခုဖြစ်နေညှိသွားတဲ့သဘောရှိတယ်ပြီးတော့ဒီအကောက်ခွန်ရှော့ချဖို့ကိစ္စရေးဆက်ဆက်ပြီးတော့သူအဲတရုတ်နိုင်ငံတနိုင်ငံတွေအပြည့်မဲ့အစားဒီနိုင်ငံကိုးနိုင်ငံနဲ့စာအုပ်ချုပ်ထားတဲ့အတိုင်းကိုးနိုင်ငံနဲ့ပေါင်းပြီးလုပ်လိုက်တဲ့သဘောပါဆိုတော့တော်တော့ပြောရရင်တော့တခြားနိုင်ငံတွေကျွန်တော်ပစ္စည်းသွင်းလာမယ်အဲအဲ့ဒီနိုင်ငံကိုးကွယ်ပစ္စည်းသွင်းလာမယ်ဆိုရင် ကျွန်တော်တို့အကောက်ခွန်အားလျှော့ချခံစားရမယ်ဘယ်လောက်ခံစားမလဲဆိုတော့ယာယီတို့တို့မဖော်ပြထားဘူးဘယ်လောက်လဲတော့ကျွန်တော်တို့မသိဘူးเนาะဖော်ပြမထားတဲ့အတွက်ကျွန်တော်တို့ဟိုဘယ်လောက်ယာယီနေဆိုတော့တေချာမသိရဘူးပေါ့เนาะဆိုတော့ပြောရရင်တော့ခမရအနေနဲ့ဘင်္ဂလားဒေ့ရှ်ကနေတင်သွင်းလာမယ်ဆိုရင်တော့တေချာအကောက်ခွန်လျှော့ချခံစားရမှာမဟုတ်ဘူးအမေရိကန်သွင်းလာရင်လျှော့ချခံစားရမှာမဟုတ်ဘူးเนาะနောက်တစ်ခုကရုရှားသွင်းလာလည်းရအောင်မဟုတ်သေးဘူးသို့တော့တရုတ်ကသွင်းလာရင်ရမယ်ထိုင်းကသွင်းလာရင်ရမယ်ဗီယက်နမ်သွင်းလာရင်ရမယ်ကမ်ဘောဒီးယားသွင်းရင်ရမယ်စသဖြင့်ပေါ့အဲ့လိုနိုင်ငံတွေကိုးနိုင်ငံသွင်းရင်ရမယ်ဆိုတော့အစိုးရလျှော့ချပေးနေတာတွေ့ရတယ်ဆိုတော့ဒါက အာမကြခင်မှာဒီငလျင်ပြန်လဲထူထောင်ရေးကိစ္စတွေအတွက်အစိုးရကကျွန်တော်တို့ကြီးကြီးမားကြီးကြီးကြီးအဲဆွေးနွေးနေရတာရှိရလို့ကြားတယ်။အဲ့တော့ပစ္စည်းတွေသွင်းမလို့လေ။ဥမာသူရတယ်ပဲဘီလက်မြေတော့တန်တဲ့ပျောက်ပတ်စပ်ပြပြမျိုးစုံမဆောက်လိုက်ပစ္စည်းစုံပစ္စည်းမျိုးစုံတင်းသွင်းလာဖို့ရှိတယ်။အဲ့ဒီတင်းသွင်းလာတဲ့ကိစ္စတွေပါလေ။ဒါတေချာတာကတော့ကိုယ်နိုင်ငံအကုန်မထုတ်နိုင်ဘူး။ဘီလက်မြေဆိုလဲကျွန်တော်နိုင်ငံကတကယ့်ကိုယ်နိုင်ငံဒီမန်းကိုသူမထုတ်နိုင်ဘူး။တန်ဆိုလဲကိုယ်နိုင်ငံဒီမန်းကိုမထုတ်နိုင်ဘူး။နော်ဟိုတန်တန်မလို့မထုတ်နိုင်ဘူး။နောက်တစ်ခါအခြားသောဆောက်လိုက်တဲ့ပစ္စည်းတွေကလည်းကိုယ်နိုင်ငံမှာလုံလောက်အောင်ဒီမန်းအရာမထုတ်နိုင်ဘူး။ မထုတ်နိုင်တဲ့အခါသူများနိုင်ငံသွင်းရတယ်။ဒါပေမဲ့ကျွန်တော်နိုင်ငံကနမူနာပြောလွာနားလေအောင်ခင်ဗျားတို့နားလေအောင်လောလောလေးပြောရင်တော့ကိုယ့်နိုင်ငံရဲ့စားဥပထမင်းစံတပြည်စားတယ်ဆိုရင်ကျွန်တော်နိုင်ငံထုတ်လုပ်နေတာက6လုံးလောက်ပဲထုတ်နိုင်မယ်။2လုံးလို့မယ်ဆို။ဒါပေမဲ့2လုံးလောက်ပဲထုတ်နိုင်မယ်။6လုံးစာလုံးနေမယ်။တပြည်စားပါရဲ့ဆိုမှတပြည်စားနိုင်တဲ့အင်အားကိုကျွန်တော်က2လုံးစာပဲထုတ်နိုင်ဆို6လုံးပိုးသွင်းခဲ့ဒါပဲသဘော။အဲ့တော့ပြောရရင်တော့ကိုယ့်နိုင်ငံမှာတပြည်စားရင်တပြည်စားထုတ်နိုင်ရင်မကောင်းဘူးလား။နော် တပီစားနိုင်ရင်နှစ်ပြီစားထုတ်နိုင်မကောင်းလားအဲ့လိုမျိုးကျွန်တော်ရှိရမှာကိုယ်တိုင်မထုတ်နိုင်မထုတ်နိုင်တော့သူများနိုင်ငံတွန်းရတယ်တွန်းရတဲ့ခါကျတော့ခုအဲ့ပစ္စည်းတွေပေါ်မှာအခွန်အကောက်ကွန်ရှော့ချဖို့စဉ်းစားတယ်အဲ့အကောက်ကွန်ရှော့လိုက်တဲ့အတွက်ဖြစ်မလဲဆိုတော့ပြည်တွင်းဝင်လာပစ္စည်းတွေမှာဈေးနှုန်းတွေမှာတိုက်တာတခုထိရော့ချမယ်လို့မှန်းဆလို့ရတာပေါ့နော်ဒါမဲ့လေဝိသမစီးပွားရေးသမားတွေကတော့ ကျော်ချမချမချတော့ကျွန်တော်မသိဘူးစောင့်တော့ကြည့်ကြတာပေါ့နော်ဆိုတော့အစိုးရရဲ့ဒီအစီအစဉ်လေးကလည်းတမျိုးတော့ရည်ရွယ်ချက်တစ်ခုရှိဖို့ရပါတယ်နောက်ွယ်မှာတစ်ခုတော့ရည်ရွယ်ချက်ကြီးကြီးမားရှိနေဖို့ရပါတယ်နော်ဒါလေးတစ်ခုကျွန်တော်ကြိုးထည့်ပြတော့နောက်တစ်ခုကဆက်ဆက်ပြီးတော့တခါစီးပွားရေးနဲ့ပတ်သက်ပြီးပြောမှာနောက်တစ်ခုပြောချင်တာကတီလိုဝါမှာပေါ့နော်တီလိုဝါမှာတီလိုဝါမှာအခြေစိုက်ထားတဲ့ဂျပန်ကုမ္ပဏီတွေကအာမြန်မာပြည်ကနေထွက်ဖို့ရှိတယ်ဆိုတဲ့သဘောမျိုးတွေနဲ့အဲ justice for မြန်မာကနေပြီးတော့တကုံလိုက်တွန်းအားပေးနေတဲ့ကိစ္စတွေကျွန်တော်ဒီနေ့အဲ့ဒါထည့်ပြောအောင် ဒီကိစ္စလည်းထည့်ပြီးစဉ်းစားကြည့်ရကောင်းတဲ့ကိစ္စတွေမှာတစ်ခုပါပါတယ်ဂျပန်ကုမ္ပဏီတွေတီလောမှာယင်းနှစ်မြောက်တဲ့ဂျပန်ကုမ္ပဏီတွေဖြစ်တဲ့ဒီကာမီကူမီနောက်ဆူမီတိုမိုအဲတိုယိုတာတိုယိုတာအစရှိတဲ့ကုမ္ပဏီတွေအပါဝင်တဲ့အဲ့ကုမ္ပဏီကုမ္ပဏီပါဝင်တီလောဆင်စင်ကမ်းမှာယင်းနှစ်မြောက်ထားတဲ့ဂျပန်ကုမ္ပဏီတွေရတဲ့မြန်မာနိုင်ငံတည်ပြီးတော့နှုတ်ထွက်သွားဖို့ရှိတယ်ဆိုပြီးတော့ justice for မြန်မာ justice for မြန်မာကနေပြီးတော့သူကစပြီးဖော်ပြတယ်ဆိုတော့သူတို့နှုတ်ထွက်သွားဖို့ရှိတဲ့ကုန်ဂျပန်ကုမ္ပဏီတွေနှုတ်ထွက်သွားဖို့မြန်မာနိုင်ငံပြန်ထွက်သွားဖို့ရှိတယ်ဆိုတဲ့အကြောင်းကို ဂျပန်ကုမ္ပဏီတွေကညင်ညာတာမဟုတ်ဘဲနဲ့ Justice for Myanmar ကညင်ညာတာနော်ဒါကိုကျွန်တော်ပြီးရှင်းချက်ထုတ်ပါမယ်ဆိုတော့ Sumito Moro ဘာလို့ကလဲစသဖြင့်ပေါ့ဗျာတို့ကတော့အစိုးရကတော့တို့လည်းရှင်းချက်ထုတ်ခဲ့ပြီးရတော့ရှိတယ်သို့တော့ပုဂ္ဂိုလ်ပြောရင်တော့ဟို Sumito ဘာအခြားကုမ္ပဏီထုတ်ပြန်လာရှင်သို့တော့တို့တို့တချို့နေလဲတော်စစ်သားနေရကြောက်ပေါ့ရတယ်ဒါတစ်ခုကနော် KDDI Corporation အုပ်စုကလည်းပုဂ္ဂိုလ်ပြောရင်တော့သူကလည်းမြန်မာနိုင်ငံမှာရှိတဲ့ဒီ MPD နဲ့တွဲပြီးအလုပ်လုပ်နေတဲ့ကိစ္စသူလည်းနည်းနည်းလေးအကန့်အသတ်တွေလုပ်လာမယ့်သဘောရှိတယ်ဘာဖြစ်လို့လဲဆိုတော့ အခုဒီနေ့ဆိုရင် BBC ကဒါမျိုးသူကချောင်းနေတာ BBC တို့ကတော့ဒါမျိုးချောင်းနေတာ BBC ကဟိုဘာမှမေးတယ်သတင်းမှန်ပြန်ကြားရေး group မှာ BBC ကဝင်မေးတယ်သူမေးတယ်မေးခွန်းလေးကလည်းဒါ BBC မေးတာလေးကိုကျွန်တော်တမင်ထည့်ပြောတာဘာလို့ဆို BBC သတင်းတောက်တွေရဲ့ရီမန်းချက် BBC သတင်းတောက်တွေရဲ့ဟိုဘာခေါ်လဲဆိုတော့သတင်းတောက်တွေရဲ့မြန်မာနိုင်ငံပေါ်ထားတဲ့အဲစိတ်စေတနာဒါကိုသိစေချင်လို့ပါဒီလိုမျိုးကိစ္စဆိုရင် BBC တို့မနေဘူးထိတ်ဆုံးอ่ะဘာလို့ဆိုတော့နောက်ကခိုင်းထားတဲ့ BBC ရဲ့ဟိုဗီဒီယိုဆိုရရဲ့ပေးထားတဲ့ပတ်စံတွေကသူကစားထားတာဆိုတော့ BBC အစိုးပြည်နေအစိုးရခိုင်းတာကိုလောက်ရတာပေါ့ဗျမောင်သာဖြိုးလေးများပေါ့နော်ဘာလို့ဆိုတော့မောင်သာဖြိုးတွေဆိုဘာလို့ဆိုတော့ဒီအင်္ဂလိပ်ပေးတာကန်းစာစားပြီးတော့မြန်မာပြည်ရဲ့အကြောင်းတွေကိုပောက်ကွက်ကွက်ပောက်တက်ကွက်ရေးဖို့ကြိုးစားရတာ BBC သတင်းတောက်တွေကနော်ဆိုတော့ဒီမှာဘာဖြစ်လဲဆိုတော့သူတို့မေးခွန်းလေးတွေကဘာမေးလဲဆိုတော့ MPT ဆက်သွယ်လုပ်ငန်းနဲ့ပူးရတုကန်နဲ့ Sumitomo Corporation Company ရတယ်မြန်မာပြည်နေအဲ sorry MPT MPT ဆက်သွယ်လုပ်ငန်းနဲ့ပူးရလုပ်ငန်းနေတဲ့ company ရဲ့နောက် Sumitomo Corporation တို့ရဲ့အစရှိတဲ့ဒီကောင်လည်းမေးတယ်ကျွန်တော်တော့နဲ့ထားမေးတယ်။ကျွန်တော်တော့နဲ့ MPD နဲ့တွဲလို့တာဆူမီတိုမို့မဟုတ်တာကြောင်တော့နေထပ်ပါဗျာနော်ဆိုလို့လို့ကုမ္ပဏီညမတီလောစိတ်ကန်းအနေနှုတ်ထွက်မယ်ဆိုပြီးတော့ justice ပေါ်မှာပေါ်ပြတယ်တဲ့အဲ့တော့ဆူမီတိုဘွားပြောတယ်ပေါ့ဗျာအဲ့တော့သူ့အနေနဲ့ဒီတီလောစီမံကိန်းကနေဂျပန်ကုမ္ပဏီထုတ်ဖို့ပြင်နေကြတယ်လို့ရေးကြတယ်တဲ့ သောတယုတခုအစဉ်ပြေတယ်ဆိုတော့အာမခံကိစ္စစာရွတ်စံလာဘာကြောင့်လဲတဲ့။နောက်စီမံရေးတိစောက်မှုအတွက်ချင်းငွေဘယ်လောက်ပြတ်ဆက်ဖို့ကြံနေတယ်လဲတဲ့ဘယ်လောက်ဆက်ထားပြီလဲတဲ့ဆက်ရတဲ့ပမာဏမှာအတိုးနှုန်းချင်းငွေပမာဏဘယ်လောက်ရှိပြီလဲသိအရှင်းပြပေးပါရက်။နောက်ထွက်ဖို့ကိုရောတဲ့ TMID ဘက်ကနေပြီးအကြောင်းကြားလာပြီလားတဲ့ဘာလို့ဆောင်းနေပြီလဲဒီလိုထွက်ခေါက်မှုကနေရောကြီးဘယ်လောက်ရနိုင်မလဲတဲ့ဘလို့ညီနိုင်သောသူရထားလဲဆိုပြပြပေးပါရက်။ဒီကုမ္ပဏီထွက်သွားရင်စီမံခန့်ခွဲရေးတဲ့ဘလို့လုဆောင်သွားမလဲနောက်ထပ်ကုမ္ပဏီတင်တာခေါ်သွားမလားဆိုပြီးတော့မေးတယ်။မေးတယ်တရတော့ VC ကမေးတာ။အဲ့တော့ကျွန်တော်တို့ point လည်းပြောရင်တော့ဒီဂျပန်ကုမ္ပဏီထွက်သွားစေဖို့အတွက်ကို Justice for မြန်မာကဘလောက်ကြိုးစားလဲဆိုတော့ကျွန်တော်တို့2023ခုနှစ်ကကျွန်တော်ဂျပန်ကိုကျွန်တော်သွားရတဲ့အချိန်မှာလည်းကျွန်တော်သိနေရဟိုကြားနေရတယ်အဲ့ဘက်ကပြောနေသခိုင်းရှိနော်ဟိုဂျပန်ကုမ္ပဏီဘက်ကကာမီဂူမီနောက်ဆူမီတိုမိုတိုယိုတာနောက်တစ်ခါဒီအဲဟိုဘောဒီဘာလဲဆိုတော့ဒီဘက်ကဆက်သွယ်ရေးနဲ့ပေါင်းလို့တဲ့ကုမ္ပဏီဘောဒီကုမ္ပဏီတွေကဒီထက်မှာတချို့ကုမ္ပဏီပေါ့ဗျကုမ္ပဏီတချို့ကုမ္ပဏီတွေနဲ့ဆက်ဆက်ပြီးတော့ဂျပန်ဘက်ကအတိုင်းဝိုင်းကလွန်ခဲ့တဲ့2023ခုနှစ်ကကျွန်တော်တို့ဂျပန်သွားခဲ့တဲ့ကပြောတယ် အဲ့ဘာလဲဆိုတော့သူတို့နိုင်ငံကိုသူတို့နိုင်ငံမှာရှိတဲ့ company အကြီးတွေနောက်လွှတ်တော်အမတ်တွေနိုင်ငံနိုင်ငံရေးအရာနိုင်ငံရေးတာဝန်ရှိသူတွေပေါ့နော်အဲ့ဒါတွေဘုံလုံးကိုတဲ့ဒီ Justice for Myanmar ကအဲ့ဒီမှာ American တကောင်ကထိုင်ပြီးတော့သူ့အဖွဲ့တွေနဲ့အဲ့မြန်မာအဖွဲ့တွေ American တကောင်ဝင် Myanmar အဖွဲ့တွေပေါင်းပြီးတော့ဆိုတာလိုက်ပြီးတော့ဘာလုပ်နေတယ်တဲ့လိုက်ပြီးတော့သူစကားပြောနေတယ်ဘာလဲဆိုတော့အဲ့ company ကလုံးမြန်မာပြည်နဲ့မြန်မာမျိုးစီးပွားရေးမလုပ်ဘူးလုံးဝမလုပ်နဲ့ညာပြည်ဆက်ပြီးလှုပ်ထားရှိပြန်ထွက်ဖို့အဲ့ဒါမျိုးတွေကိုလိုက်ပြီးတော့ဒီ Justice for Myanmar က စာပို့လိုက်တော့လူချင်းကိုလိုက်တွေးလိုက်တောင်းအားပေးဖိအားပေးနေတယ်အဲ့တော့ဂျပန်ကုမ္ပဏီတွေလည်းသူတို့ခေါင်းကိုက်တယ်ဂျပန်လွတ်တော်အမတ်တွေကသဘောရမှန်တဲ့သူတွေကြောင့်လည်းခေါင်းကိုက်တယ်သဘောရမမှန်တဲ့ကောင်တွေကြောင့်လည်းဒီအတိုင်းမှာအာဒါကောင်းတာပေါ့လောက်ရမယ်ဘာညာဆိုတောင်းအားပေးတယ်တဲ့နိုင်ငံရေးအရာနိုင်ငံရေးအရာတွေယာယီထားဆောင်နေတဲ့သူတွေကြောင့်လည်းသူအချိန်ချင်းကြီးကလွတ်တော်နဲ့ကုမ္ပဏီတွေအချိန်ချင်းကြီးနေရတယ်သူတို့အဲ့လိုမျိုးဖြစ်နေတယ်ပေါ့သို့တော့2023မတိုင်ခင်2022ကတည်းကစတော့လျှောက်ဖိအားပေးလို့ Justice for Myanmar ဂျပန်မှာအပွဲလိုက်ဖွဲ့ပြီးတော့စောင့်ကြည့်ပြီးတော့ဖိအားပေးနေတဲ့ဂျပန်။ဆိုတော့မြန်မာမှာဂျပန်တွေဝင်ထားတာကိုပြန်ထွက်စေချင်တာ just ship for မြန်မာအတကုံတွန်းနေတယ်အဲ့လိုလုပ်နေရတဲ့ဆိုတော့ပြောရရင် just ship for မြန်မာတော်တော်ဂျုံွေတယ်ဆိုတဲ့သဘောပေါ့ဆိုတော့အဲ့လိုလုပ်နေရင်လည်းနောက်ဆုံးမှာ company ရဲ့လည်းအဲ့ just ship for မြန်မာတွန်းအားပေးလို့တော့များတော့ okay ငါတို့ထွက်ပါမယ်ငါတို့ထွက်ပါမယ်ဆိုတဲ့သဘောမျိုးတော့နှုတ်အဖြစ်ပြောကြတယ်ပေါ့နော်နောက်တစ်ခုကတချို့ကြတော့လည်းငါတို့ထွက်မယ်ဒါပေမဲ့စင်းရှင်းလင်းမှုတွေမပြီးသေးတဲ့အတွက်အဲ့ဒါတော့စောင့်အောင်မယ်နော်ဆိုတော့ပြောတယ်အဲ့တော့ဖိအားပေးပေးနေနောက်ဆုံးမှာနောက်ဆုံးကျတော့ဒီ company တွေကိုဖိအားပေးထပ်ဖိအားပေးလိုက်တဲ့အခါမှာနောက်ဆုံးမှာကျတော့ကဲငါတို့ရှင်းရှင်းလင်းလင်းပို့တော့ပြပါတော့မယ်ငါတို့ထွက်ပါတော့မယ်ကွာဆိုပြီးကြင်ညာတယ်ဒီသဘောပဲဆိုတော့မကြခင်ဒါအဲထွက်မယ်ဆိုပြီးကြင်ညာတယ်ပေါ့နော်ဆိုတော့ ဒီနေရာမှာမြန်မာအစိုးရအနေနဲ့ထိခိုက်နေတာဆုံးရှုံးမှုတွေရှိနေသလားလို့မင်းဂုံသိက္ခာရတော့ထိခိုက်နေတယ်စီဝါရေးရောထိခိုက်ဘူးဘာကြောင့်လဲလို့မင်းအဲ့ဒီတိလဝါလုပ်ငန်းတွေကိုပြန်ဝင်ဖို့အတွက်တရုတ်တွေကမျက်စာပြစ်နေကြကြာပြီကျွန်တော်သိရသလောက်တော့ဟိုဗာလဲဟိုအရင်က UMC တွေဥက္ကဋ္ဌဟောင်းပေါ့နော်တီလဝါစီမံကိန်းကြီးကိုအဲရှယ်ယာတွေကိုအများကြီးသူလျှောက်ခေါ်ပြီးတော့တကယ်ကိုအကြီးစားလုပ်ခဲ့တဲ့ UMF စင်ဥက္ကဋ္ဌအောင်ဦးဝင်းအောင်တကုံဦးဝင်းအောင်တကုံဦးဝင်းအောင်နဲ့နောက်တစ်ခါဒီပါလဲဟိုအခု ပဲနဲ့အသင်ဥက္ကဋ္ဌပေါ့နော်ဥထုံးလွင်ရွှေမဲထုံးလွင်ပေါ့အာသူတို့တွေကအဲ့တီလဝါထဲမှာသူတို့ရဲ့ဟွာတွေကအကြီးကြီးဝင်ထားတယ်သူတို့နောက်ကွယ်တခြားဆက်ဆက်ဖက်ဆက်ကုမ္ပဏီကြီးကြီးတစ်ဆင့်က20ခန်းကုမ္ပဏီနဲ့ပေါင်းဆက်ပြီးတော့ဝင်နေပြီအဲ့တော့ပြောရရင်တော့တီလဝါထဲကိုတရုတ်ကဝင်ပါအဲ့တော့တီလဝါထဲကိုတရုတ်ကဝင်စီဖို့ဂျပန်ကဟိုဂျပန်ကထွက်သွားစီဖို့တဲ့ justice ဘုံမြန်မာကများတစ်ဖက်လက်နေများလောက်ပြီးတော့ဟိုဂျပန်ကိုတွန်းထုတ်နေရတာတော့မသိဘူးတစ်ဖက်လက်နေတွန်းထုတ်နေရတာတော့မသိဘူးနောက်တစ်ခုကဒီမြန်မာပြည်နဲ့ပတ်သက်ပြီးလို့ရှိရင် ဟိုတရုတ်ရဲ့ဟွာက lobby တွေထဲမှာဂျပန်နေတော့ပါနေသလားတော့စဉ်းစားရဖြစ်လာတယ်တရုတ်ရဲ့ lobby တွေမှာဂျပန်နေတော့ပါတဲ့စဉ်းစားရဖြစ်လာဘာလို့ဂျပန်နိုင်ငံကမြန်မာပြည်ထဲမှာစီးပွားရေး project တီလဝါလို project မျိုးမြန်မာဆိုရသူတို့ပထမဆုံးပေးတယ်ယုံကြည်သွားမျိုးသူတို့ပေးထားတာတီတီလဝါစီမံကိန်းဆိုတာမြန်မာပြည်မှာကြောက်ဖြူတဝဲတီလဝါ၃ခုရှိတယ်တီလဝါကိုဂျပန်ကိုပေးထားတာယုံကြည်လုံးလို့ဂျပန်နဲ့ထက်ကိုတီလဝါကိုထည့်ထားတာကိုအခုကြမှာဂျပန်ကငါတို့ထွက်တယ်ငါတို့ထွက်မယ်ဆိုထွက်စေတဲ့အထိဘသူကတွန်းအားပေးလဲအဲတီလဝါကိုလိုချင်တာဘသူလိုချင်လဲဘသူတွေကအဲဂျပန်ကိုထွက်စေချင်တာလဲဆိုတော့ရီမန်းချက်ထင်မှာ ဟိုစဉ်းစားချက်ထဲမှာကျွန်တော်တို့စဉ်းစားရည်ဖြစ်လာတဲ့တစ်ချက်ပေါ့နော်အဲ့တော့ဘာလဲဆိုတော့ဂျပန်ကတချို့တော့ထောက်တော့အမှသူရပါသူဟိုကျွန်တော်လည်းလည်းပြောများတမ်မကြီးအဟောင်းပေါ့မာရူရာမှာမြန်မာပြည်မှာဂျပန်တမ်မလို့ဆိုရဲမာရူရာမှာ20ကျော်ထဲမှာနေရတဲ့မာရူရာမှာဒေါ်အောင်ဆန်းစုကြည်နဲ့အမြဲတမ်းဓာတ်ရဲဖုန်းကောပြောခွင့်ရှိတယ်ဆိုရဲပုံကူမြန်မာပြည်ကတချို့လုပ်ငန်းရှင်ကြီးတွေနဲ့ညသာအတူတူစားတော့ပုံကူနော်နောက်တစ်ခုကမြန်မာပြည်ကအာဘာလဲဆိုတော့ အဲအခုတချို့လုပ်ငန်းရှင်တွေဆိုရင်တရုတ်ရဲ့လက်ဝေခံလုပ်ငန်းရှင်တွေရှိတယ်ကျွန်တော်ဘယ်ကုမ္ပဏီတို့ပြောတော့ဘူးတရုတ်ရဲ့လက်ဝေခံလုပ်ငန်းရှင်မြန်မာပြည်မှာเนาะနာမည်ကြီးတယ်ရေပွဲလိုမျိုးပေါ့เนาะရေပွဲလိုမျိုးနာမည်ကြီးတယ်ရေပွဲလိုမျိုးနာမည်ကြီးတယ်ရေပွဲမဟုတ်ဘူးเนาะရေပွဲလိုမျိုးနာမည်ကြီးတယ်အဲသူတို့တွေလိုအပါအဝင်အဲ့ဖွဲ့နေရစားဂျပန်တမန်ကြီးကထမင်းတဝိုင်းနဲ့အတူတူစားတယ်တရုတ်လက်ဝေခံကုမ္ပဏီတွေနဲ့ထမင်းတဝိုင်းနဲ့ဂျပန်တမန်ကြီးမာရူတာမှာထမင်းတဝိုင်းနဲ့အတူတူစားခဲ့တယ်အချိန်ချင်းစားခဲ့တာတချိန်လေးမဟုတ်အချိန်စားခဲ့တယ်ဆိုတော့တရုတ်တမန်ကြီးမာရူတာမှာလိုမျိုးပုံကူမြန်မာနိုင်ငံဆိုင်ရာဂျပန်တမန်ကြီးလိုပုံကူတော့ တရုတ်ဂျပန်နိုင်ငံဆိုင်မြန်မာနိုင်ငံမြန်မာနိုင်ငံဆိုင်ဂျပန်တပ်မကြီးမာရုဒါမာလို့ပုံကူတော့တရုတ်လက်ဝေကံကုမ္ပဏီတွေနဲ့စကားပြောထမင်းအတူတူစားနော်ဟဲ့ပပပြောရွှေဒီဆိုရကလေးကဒီဂျပတီလောကနေဂျပန်နေထွက်သွားစေဖို့အတွက်ကိုတရုတ်တည်းရဲ့တော်အပင်းမှုကဘယ်တော့ကြီးနေလဲလော်ဘီထဲမှာဂျပန်တာမတ်တွေတော့ပြန်ပါသွားတာလားအဲ့လိုစဉ်းစားကြရဖြစ်လာတယ်ဒါစဉ်းစားကြရဖြစ်လာတယ်အဲ့တော့ခုကโอเคဂျပန်ထွက်သွားတော့မြန်မာပြည်ကနှင်နာသွားမှလားဆိုတော့မြန်မာပြည်ကနှင်နာတဲ့အကြောင်းမရှိဘူးတရုတ်တွေဝင်လာမှာ တရုတ်တွေကဝင်မှုစောင့်နေဂျပန်ဂျပန် project တွေဝင်မှုစောင့်နေချင်းအချင်းချင်းစောင့်နေတာတီလွာထဲမှာရှိတဲ့အခွက်တွေမှသာတရုတ်တွေဝင်မှုစောင့်နေတာအခုတချို့လဲတရုတ်တွေဝင်ထတာမနေဘူးတရုတ်နဲ့ spacex ကုမ္ပဏီတွေဝင်ထတာမနေဘူးတရုတ်ကချင်းဝင်ရတဲ့ကုမ္ပဏီတွေဝင်ထတာနဲ့တာမဟုတ်ဘူးတီလွာထဲမှာအများကြီးပဲအဲ့တော့ပြောရရင်တော့တီလွာကအမေရိကန်တော့ဂျပန်ဒါပေမဲ့နောက်ပိုင်းမှာနောက်ဆုံးမှာတရုတ်ကအလုံးစုံဝင်သွားပြီး run သွားတဲ့အထိရောက်သွားမယ်အဲ့တော့ဂျပန်ကနေထိုင်နေတယ်သူသူစခဲ့သူစောက်ခဲ့တဲ့အိမ်မှာသူမနေရဘူးဖြစ်သွားမှာဂျပန် အတူဘဝနဲ့သူပဲသူရွေးချယ်တာကျွန်တော်တို့ကဘာမှမတ်ချက်မပေးဘူးအဲ့တော့မြန်မာနဲ့နာလာဆိုတော့မနစ်နာဘူး तू ကဓာတ်ရီကိုဆောက်ခဲ့တယ် तू ပတ်စံကြီးကုံသွားတာပဲဖြစ်နေ तू ဆုံးရှုံးသွားတယ်အကျိုးမြတ်တော်ပြန်မရသေးခင်မှာ तू ကထွက်သွားမှာ तू ကိစ္စ तू ထွက်သွားတာ तू ထွက်သွားတာကျွန်တော်တို့ဒီဘက်ကနစ်နာတယ်ဘာမှမရှိဘူးရောကြီးလေးပေးစရာဘာမှမရှိဘူးကိုကပဲရောကြီးနစ်နာမှုဆိုကိုကတော့မှစာချုပ်စာတမ်းနစ်နာမှုရတခြားရောကြီးတောင်းလို့ရနေသေးတာနောက်နောက်တစ်ချက်ကနောက်တစ်ချက်က ဒီဒီချိန်ဂျပန်ထွက်သွားပြီးရင်ထွက်သွားတဲ့ဂျပန်အပေါ်မှာနောက်တစ်ချိန်ပြန်လာရင်မြန်မာနိုင်ငံကနိုင်ငံရေးသမားတွေလွှတ်တော်အမှတ်လုပ်မဲ့သူတွေနောက်တစ်ခုကအစိုးရဝန်ထမ်းတွေအစိုးရနိုင်ငံအကြီးအကဲဖြစ်မဲ့လူတွေအဲ့လူတွေခင်ဗျားတို့မှတ်ထားဖို့လိုတာဂျပန်ဟာကျွန်တော်တို့လူတမျိုးမလူတမျိုးဆက်ဆံတယ်အဲ့တော့ခင်ဗျားတို့နိုင်ငံရေးသမားတွေလည်းမှတ်ထားရအောင်ပါဂျပန်ငါတို့လူတမျိုးမလူတမျိုးဆက်ဆံတယ်โอเคအဲ့ဒါဆိုရင်နောက်တစ်ချိန်ဒီကောင်တွေပြောင်းဝင်လာခြင်းရင်ဒီကောင်တွေငါတို့ပေးဝင်မလားပေးမဝင်မလားဆိုတော့မြန်မာနိုင်ငံကနိုင်ငံရေးသမားတွေလည်းတကယ်အမှတ်သေးချင်ရှိတဲ့နိုင်ငံရေးသမားတွေနောက်တစ်ခုကကိုယ်တိုင်းမျိုးကိုချစ်တဲ့နိုင်ငံရေးသမားတွေဆိုရင်အဲ့ဒါသေချာပေါက်စဉ်းစားမှာဟာမင်း ဒီကောင်ငါတို့ပြောင်းဝင်ခွင့်ပေးလို့မရတော့ဘူးဆိုတော့နောက်တစ်ချိန်ဂျပန်ပြောင်းဝင်တဲ့အခါမှာဂျပန်ခတ်သွားမယ်ဂျပန်အတွက်ခတ်သွားမှာသူခတ်သွားမှာကိုယ်ဘာမှမဖြစ်ဘူးမြန်မာပြည်ကတော့ရှင်းတယ်ခုမှဒီထက်ပိုပြီးတိုးပြီးထူးစရာမရှိဘူးပောက်တဲ့နဖူးကလည်းတိုးမထူးတော့ဘူးဂျပန်အတွက်ကပဲထိခိုက်နေနိုင်ဂျပန်ကသာလေသူလောက်ခဲ့တယ်သူဆောက်ခဲ့တဲ့အိမ်ကို तू မနေရတာဖြစ်သွားမှာအဲသူကိစ္စပဲအဲ့တော့မြန်မာပြည်ထဲမှာဂျပန်ပြည်ဖြစ်ဖြစ်ဖြစ်နေပါလေနဲ့ဂျပန်ဖြစ်နေပါလေနဲ့တရုတ်ကို lobby လုပ်နေတဲ့အုပ်စုမျိုးရှိနေသလားနောက် justice for မြန်မာကိုတွားပြီးတော့ဂျပန် သားတွေကိုယ်တိုင်ကနော်တွားပြီးတော့တွားပေးနေသလားတို့က justice ပေါ်မှာကိုယ်တိုင်ကပြင်တရုတ်ကို lobby တွားပြီးလုပ်ပေးနေသလားတော့မေးကြရလို့ဖြစ်လာတယ်ဂျပန်နဲ့တရုတ်နဲ့ကြားမှာအဲ့လိုဖြစ်နေတယ်ဒါတော့အဲ့တော့ဂျပန်နေနဲ့ကိုယ့်ကိုစဉ်းစားချပါဦးဗျာဒါတော့ခင်ဗျားတို့စဉ်းစားမယ့်ကိစ္စကျွန်တော်တို့မြန်မာအတွက်ကတော့ဘာမှမထူးကြပါဘူးပူမထူးကြပါဘူးဘာလို့ဆိုတော့ဂျပန်နေမလာလဲမြန်မာတွေကအရင်ကတည်းကရှင်သန်နေတာပဲလာလဲရှင်သန်နေတာပဲကျွန်တော်တို့ကပူမထူးကြတော့ပါဘူးဒါပေမဲ့နိုင်ငံကြီးအရာတော့ဂျပန်မြန်မာပြည်ထွက်သွားပြီဆိုတော့ဂုံတိတ်ခါလေးတစ်ခုကထိခဲ့တာလွေးရအချားဘာမှပဲ့ပါသွားစရာအသားလည်းမရှိပါဘူး ဒါလိုပဲကျွန်တော်ပြောချင်တယ်เนาะဆိုတော့ဒါတော့ဂျပန်ကိစ္စလေးပြောတာเนาะနောက်တစ်ခုကကျွန်တော်တို့ဂျပန်ကိစ္စလေးတစ်ခုပြောပြီးနောက်တစ်ခုကဘာလဲဆိုတော့ကျွန်တော်တို့ဒီတည်ဆုံမှုတွေအကြောင်းပြောကြတာပေါ့တည်ဆုံမှုတွေအကြောင်းဆိုတဲ့နေရာမှာဘယ်သူတရားလဲဆိုတော့ကျွန်တော်တို့ဒီ2000နဲ့21ခုနှစ်ကနေပြီးတော့2024 25အထိပေါ့ဗျာအဲ့ဒီဒီ၄နှစ်ကျော်အတွင်းပေါ့နော်၄နှစ်ကျော်အတွင်းမှာဒီနေ့ဟိုနဆာကဆိုရရဲ့ဖြေချချက်ပေါ့နော်သတင်းမှန်ပြချက်ကြီးကလူတွေဖြေချချက်ထဲမှာပေါ်လာတဲ့ပါလာတဲ့သတင်းလေးတစ်ခုပေါ့နော်အဲ့ဒါဘာလဲဆိုတော့ तू က လေးနှစ်ကျော်ကာလတည်းမှာတဲ့ PDF တည်းတပ်ဖြတ်မှုကြောင့်ပညာရေးဝန်ထမ်း80 80ဦး9ဦးသိဆုံးခဲ့ရပါတယ်တဲ့ချင်းကျောက်ခံမှုက449ချိန်လုံးရှိခဲ့ပါတယ်တဲ့နော်အဲ့လောက်တော့ရှိခဲ့ပါတယ်တဲ့နော်ဆိုတော့ February တက်ကနေ2025 April လောက်ကုန်ဒီ PDF ဖွဲ့ရဲ့ဒီအကြံဖက်လို့ရတဲ့ကြောင့်ပညာရေးဆိုင်ရာအဆောက်အဦတွေဖြစ်တဲ့စာသင်ကျောင်းတက်ကတူကောလိပ်တွေဘုံခွဲခွဲမှုချင်း960ကျော်ရှိခဲ့ပါတယ်တဲ့နော်မီးရှို့ဖြည့်ဆည်းခဲ့မှုက123ချိန်ရှိပါတယ်တဲ့ပညာရေးဝန်ထမ်းတွေချင်းကျောက်ခံမှုက449ချိန်တဲ့နော်ပညာရေးဝန်ထမ်းတွေဖြစ်တဲ့ဆရာဆရာမတွေအကြံဖက်ဟိုကအကြံဖက်တက်ဖြတ်ခံမှုက89ချိန်ရှိခဲ့ပါတယ်တဲ့အဲ့တော့ အခြားသောလူတွေကပြောမယ်ဆိုရင်တော့တေဆုံးသူအားလုံးက8099ရှိခဲ့ပါတယ်တဲ့ဒါတော့စည်ရင်ရှိစင်းမှာတဲ့စင်းမှာမပေါက်ဖဲတေးရတဲ့လူတွေစင်းကြံပါသေးတယ်ဆိုတော့ PDF တွေရဲ့တပ်ဖြတ်မှုကြောင့်တေဆုံးခဲ့ရတဲ့ဆရာဆရာမပေါင်းပြည်သားရေးဝန်ထမ်းပေါင်း89 9ယောက်ရှိတယ်ဒါမမေ့ဘူးပါပေါက်ခွဲဖြစ်စည်းမှုကလည်းအချိန်450မကရှိခဲ့ပါပြီတနိုင်ငံလုံးမှာသူတို့မတက်ခဲ့တဲ့လူဆိုလို့မပြောနဲ့သူတို့တက်ခဲ့တဲ့လူ8090ကျော်ရှိတယ်ခေါ် sorry 8090ကျော်8100နီးပါးရှိတယ် ဆိုတော့ PDF တွေရက်ဆက်တဲ့တပ်ဖြတ်မှုတွေကဒီလိုရှိတယ်ဆိုတော့မှတ်တမ်းလေးတစ်ခုပြင်တယ်ခင်ဗျားတို့သိအောင်ပြောပြတာပါအဲ့တော့မှတ်တမ်းဆိုတော့ခင်ဗျားတို့ကောင်းနေမှတ်တမ်းရင်မှတ်ပါတစ်ချိန်တစ်ခါမှာသူများနဲ့စကားပြောတဲ့ခါကျရင်အေးမင်းတို့ PDF တွေတက်လို့တည်တာကျောင်းဆရာဆရာမပညာရေးဝန်ထမ်း82ခေါင်းတော်ရောက်လို့ရှိရခဲ့တယ်ဟောနော်မင်းတို့တက်လို့မင်းတို့ PDF တွေတက်ပြလို့တည်သွားတယ်ပညာအဲနိုင်နိုင်ငံတလုံးကမင်းတို့တက်လိုက်လို့စင်းတဲ့အင်းနဲ့စင်းပေါက်ပြီးတည်ရတဲ့သူက8900ခုရှိတယ်အဲ့လိုပြောလို့ရတယ်ကိင်္ဂနာရဒါကိုပြောချင်တာပါနော်ကိင်္ဂနာတစ်ခုမှတ်ထားစေချင်လို့ကျွန်တော်ဒီထည့်ပြောတာပါနောက်တစ်ခုသိဆုံးမှုကတော့ KIO ရဲ့ဥက္ကဋ္ဌဟောင်းဇောင်းဟရပေါ့ဇောင်းဟရလို့လည်းခေါ်တယ်ကျွန်တော်တို့လညောဇောင်းဇောင်းဟရလို့လည်းခေါ်လည်းရတယ်သူခေါ်တာလညောလညောဇောင်းဟရပေါ့နော်သူကွယ်လွန်သွားပြီလို့သိရပါတယ် KIO ဥက္ကဋ္ဌဟောင်းမှာ KIO ရဲ့ဥက္ကဋ္ဌဟောင်းမှာ ဒီကနေ့မေလ15ရက်မနေ့ခွန်နာရီလောက်မှာကိုလုံသွားတာဖြစ်တယ်လို့သိရတယ်ကိုလုံချင်းမှာအသက်က68နှစ်ရှိပြီအသက်ကလည်းကြီးလာတယ်လို့ဖြစ်သလိုကျန်းမာရေးလည်းမကောင်းဘူးကျန်းမာရေးမကောင်းလို့နေမှာနေမှာနာမကျန်းဖြစ်တာနည်းနည်းသုံးလောက်ရှိပြီအဲ့ဒီကနေမှာနောက်ဆုံးမှာကိုလုံသွားခဲ့တာဖြစ်တယ်တဲ့အချိန်ကြာပြီဆိုတာနာမကျန်းဖြစ်မှာဆုံးသွားတာပါတဲ့ဒီနေ့မနေ့ခွန်နာရီ15လောက်မှာဆုံးသွားတာပါတဲ့နော်သူကပြောရအောင်အဲ့ပုဂ္ဂိုလ်ကလည်းနည်းနည်းထူးကြတယ်1960မှာရန်ကုန်တက္ကသိုလ်ကဘွဲရတယ်ရန်ကုန်တက္ကသိုလ်ကျောင်းဆင်းပေါ့နော်1964ခုနှစ်မှာ KAI တက်တဲ့ဝင်းနေ နောက် KIA KIO KIA ရဲ့ဥက္ကဋ္ဌတာဝန်ကို2006ခုနှစ်ဇူလိုင်လကနေပြီးတော့2019ခုနှစ်ထိအဲဒီဇင်ဘာထိတာဝန်ထမ်းဆောင်ခဲ့တယ်2018မှာတော့သူကသူ့ရဲ့ဥက္ကဋ္ဌရာထူးကိုအခုလက်ရှိအင်ဘန်လလက်ထက်ကိုလွှဲပေးခဲ့တာဖြစ်တယ်တဲ့နော်ဆိုတော့အဲ့ဒါမျိုးကျွန်တော်အကြံပြန်သိရတယ်ဆိုတော့ဘာပဲပြောအခုဒီလိုသေဆုံးမှုနဲ့ပတ်သက်လို့သူ့ရဲ့မှတ်တမ်းမှတ်ရလေးထွက်လာတဲ့ကိစ္စတွေကတော့စိတ်ဝင်စားဖို့ကောင်းတာပေါ့နော်ဆိုတော့သူက KIO အတွက်ဆိုလေပြစ်စမမြောက်ဥက္ကဋ္ဌဖြစ်တယ်တဲ့နော်ဆိုတော့ပြစ်စမမြောက်ဥက္ကဋ္ဌဖြစ်တယ်တဲ့ KIO ရဲ့မဝင်ခင်မှာဆွန်ပရာဘန်ရဲ့ တောင်အုပ်တာဝန်ထမ်းဆောင်ကိုတောအုပ်တာဝန်ထမ်းဆောင်ကိုဖြစ်တယ်တဲ့တောင်တောတောင်တွေလေခေါင်းဆောင်ပေါ့နော်ဆိုတော့အဲ့လိုတောတောင်တောင်အုပ်ပေါ့တောအုပ်တောင်အုပ်ပေါ့တောင်ဆက်ဆောင်ခဲ့တယ်တဲ့နော်ဆိုတော့ तू ကရခိုင်သူ့ထက်ပူကြီးစီနီယာဥက္ကရာဖြစ်ခဲ့တဲ့ဘုန်းကြီးလမုံတူးချိုင်ကိုလုံပြီးတဲ့နောက်မှာ तू ကဥက္ကရာတာဝန်17နှစ်ကြာထမ်းဆောင်တာလို့ဖြစ်တယ်တဲ့နော်ဆိုတော့ဒါလည်းတော့ तू ကဒီနိုင်ငံရေးနဲ့ပတ်သက်လို့မူဝါဒတော်တော်ကောင်းတယ်ပေါ့ဗျာပြောရင်တော့ဒီဘက်ကရန်ကုန်တက္ကသိုလ်မှာကျောင်းဆင်းခဲ့တဲ့လူဆိုတော့လေ short တော်တော်မရဘူးပေါ့နော်ဆိုတော့ပြောရင်တော့နည်းနည်းလေးတော့ तू လဲဒါတော်တော်လေးတော့ ိုရန်ကုန်တက္ကသိုလ်ကတင်သွားတဲ့ပညာတွေနဲ့ KIO ကသူပဲ့ကင်ထိချောင်းတော့ဆိုတော့ရန်ကုန်တက္ကသိုလ်ကျောင်းစင်းကြီးပေါ့နော်ဆိုတော့ဒါရီကကွယ်လွန်သွားပြီဆိုတော့လေသူအသက်89နှစ်နဲ့မှကွယ်လွန်သွားပြီဆိုတော့ကျွန်တော်ဒီနေရာမှာ KIO ခေါင်းဆောင်တီးတီးကိုမေးချင်တယ်ခင်ဗျားတို့လည်းတကြည့်ပြီနော်ခင်ဗျားတို့လည်းတကြည့်ပြီနော်ဟိုဇောင်းခင်ဗျားတို့ရှိရဥက္ကဋ္ဌကြီးဇောင်းဟာရလဲတေးသွားပြီသူဘာရသွားလဲသူမိသားစုချမ်းသာသွားမယ်ကျွဲဝသွားမယ်ဒါပေမဲ့သူတို့လိုချင်တယ်ဆိုတော့ Federal Democracy ပြောင်းစုကရသွားလားတနတ်ကင်ပြီးတိုက်လို့ရသွားလားမရခဲ့ဘူးနော် တနက်ကြိုက်တိုက်လည်းမရဘူးနိုင်ငံရေးနည်းနဲ့ဖြည့်ရှင်းမှပဲရတယ်ဆိုတာကိုပြောစီချင်တာပါတချို့ကပြောတယ်အာနိုင်ငံရေးနည်းနဲ့မရလို့တနက်ကြိုက်တာပါနိုင်ငံရေးနည်းနဲ့တည်တည်ချာချာမဖြည့်ရှင်းတာတည်တည်ချာချာမှမဆွေးနွေးတာတည်တည်ချာချာဆွေးနွေးခြင်းလူတို့ကိုတက်တည်ထားပြီးတော့ဆွေးနွေးရင်လူတို့ကိုပုံထားပြီးတော့တရားဝင်ကိုယ်ဆွေးနွေးချက်ကိုလည်းပေါ်တယ်ထုတ်ပြန်ပြောရတယ်ကိုယ့်ဘက်ကတောင်းကိုယ်တောင်းဆိုချက်ကိုထုတ်ပြန်ပြောပြီးကိုယ့်ဘက်ကတောင်းဆိုပြန်လာပြီးတော့ဒဲဆွေးနွေးရတယ်ဆိုရင်ခင်ဗျားမရစရာအကြောင်းမရှိဘူး ရှင်းရှင်းလေးတတိရှိရင် open လုပ်ပြီးတော့ live လုပ်ပြီးတော့တခါတည်းနိုင်ငံတနိုင်ငံလုံးနိုင်ငံလုံးဆိုင်ဆွေးနွေးပွဲယူအဲ့ဥက္ခရတွေအကုန်လုံးတက်လာခဲ့ main ဥက္ခရဘသူဥက္ခရဥက္ခရအကုန်တက်ပါ KIA ဥက္ခရဂူလက်ရှိဥက္ခရတက် AI အကောင်ဆုံးတက်အကုန်တက်လာအကုန်တက်ဘဝအကောင်ဆုံးအကုန်လာတက်အကုန်တက်ဆိုပြီးတော့အကုန်လုံးပါဒီဘက်ကဘုံဆုံးကြီးမရောက်နိုင်ထိုင်အကုန်ထိုင်ပြီးတော့ကဲပြောငါတို့ဘာလုပ်မလဲအဲ့ကြိုင်ပြောဆိုအဲ့မှာတန်းစီပြောပြောကြတယ်မှာ live လုပ်တာဒီဘက်က live လုပ်ပြီးတော့တကဘာတနိုင်ငံလုံးကြည့်ဆုံးဖြတ် မပြည်သူတို့ဟာကြိုက်တယ်မကြိုက်ဘူးကောင်းတော့ကိုပြောလိမ့်မယ်အမှသူတို့ပြောချင်တာပြောလိမ့်မယ်ပြီးရင်ဖြစ်နိုင်တာဒါဖြစ်တင်တာဒါဖြစ်နေသူတို့တောင်းဆိုတာ over ဖြစ်မှာမဖြစ်လက်ရှိပဂရိရှိတဲ့လွဲချော်မလွဲချော်အမှအဖြစ်တော့ကောအဲ့ဒါအရေးချင်းပဲအခုကအခုကဘာဖြစ်နေလဲဆိုတော့သူတို့တတိခိုးပြီးကြိတ်ပြီးဆွေးနေတယ်ပြီးတော့မှလိုချင်တာမရတော့မှထပြီးတနက်ကြိုက်တယ်ဟာရတော့တော့ငြိမ့်နေတယ်အဲ့လိုမျိုးလုပ်တာအခု69နဲ့တေဝါရသူပါရတယ်ဘာမှမရဘူးဘာမှရမတော့လူသာတေဝါတာလူသေးတော့ခင်ဗျားချစ်ချစ်လေးပဲသူလိုက်သားမှတေးတယ်သူနာရေးကိုတတိုင်းပြည်လုံးက ဘသူကားမှရှင်းပြရင်တော့လိုက်ပုတ်ဖို့မဖြစ်တော့ဘာကြောင့်လဲဆိုတော့ तू ကလူတစုရဲ့ခေါင်းဆောင်ဖြစ်သွားတယ်ကျွန်တော်ရိုးရိုးလေးပြောတာလူတစုရဲ့ခေါင်းဆောင်ဖြစ်သွားတယ်ကျွန်တော်ဟိုတရက်ကလည်းဦးလာသောကိစ္စပြောဘူးလေဒီတိုင်းပဲဂလားတူပဲကချင်ပြည်နယ်မှာပွင့်တယ်ပန်းကချင်တွေအတွက်ပဲမွေးပြန်တယ်ဆိုရင်ခမရကလူတစုရဲ့လူတစုတို့ပဲသုံးဝင်တဲ့ပန်းတော်ပွင့်ဖြစ်မယ်တတိုင်းပြည်လုံးကိုမွေးပြန်ပဲပြန်နဲ့တင်းပြန်ခဲ့မယ်ဆိုရင်တော့ခမရကတတိုင်းပြည်လုံးလေးစားရတဲ့ပန်းတော်ပွင့်ဖြစ်မယ်ဒါပဲအခု ဒီပုဂ္ဂိုလ်ကလည်းတတိုင်းပြည်လုံးမှာမွေးပြန့်မဲ့အစား तू ကပါလေလူတစုစားအတွက်ပဲ तू မွေးပြန့်ခဲ့တယ်အဲ့တော့ဘာဖြစ်လဲသူ့ရဲ့ယနေ့ဟာတဏှာမှာပဲပုံဆုံးသွားတယ်ကန့်တအကန့်တနဲ့ပဲတကြိုခံရမှာပဲဒါပါပဲအဖြစ်ရတဏှာဖြစ်ပြောရရင်ဗျာတကြိုခံရတဲ့ပွဲမှာတော့နိုင်ငံတော်အဆင့်နိုင်ငံတော်အဆင့်တကြိုမခံဘူးလူမျိုးစုတစုစားရဲ့ဟွာလေးပဲလူမျိုးစုစုစားအောင်ဆိုတော့မှလူမျိုးအလုံးကိုစားမပြုဘဲနဲ့ဒီသူတို့ရဲ့လက်နက်ကိုင်အဖွဲ့တွေပဲကိုစားပြုထားတဲ့လူတွေပဲလာအောင်ဒါပဲအဖြစ်ရပြောချင်တာအဖြစ်အဲ့ဒါပဲဆိုတော့เนาะအဲ့ဒါကြောင့်မို့လို့ကျွန်တော်ကတိုင်းသားလက်နက်ကိုင်ခေါင်းဆောင်အသီးသီးကိုရိုးရိုးလေးပြောချင်တာခင်ဗျားတို့သေရင် ဒရိုင်းဘီလုံးကတကယ်ကိုပဲဝမ်းနေပြီးရောပြပြီဒရိုင်းဘီလုံးကလေးစားထိုက်ပွဲပုံကိုဖြစ်နေသေမလားလူမျိုးစုတစုတာအတွက်ပဲသေမလားခင်ဗျားတို့စဉ်းစားပြီးတော့ခါတို့နည်းစဉ်းစားရမှာရိုးရိုးလေးပဲခါတို့သေသွားရင်ဘာမှမရတော့ဘူးမသေခင်မှာလုတ်ခဲ့ရမှာမသေခင်မှာဘာဘာလုတ်ဘာလုတ်ခဲ့ရမှာဆိုတော့ခင်ဗျားတို့ရဲ့နောင်လာနောင်စားမျိုးဆက်တွေညင်းချမ်းနေရအောင်တထက်တွေဒရိုင်းနဲ့ဖောက်မနေရအောင်တနတ်တန်တွေခင်ဗျားတို့ပြည်နယ်ဒေသအသီးသီးမှာရန်ငွေတန်တွေတဝဝဖြစ်မနေရအောင် မတို့ခုတည်းလောက်ခဲ့ရမှာခမတို့ခုလို့မလောက်ခဲ့ရင်ဘာဖြစ်လဲရှေ့ရဆက်ဆက်တယောက်သေးွားတယ်ဥက္ခရာတယောက်တက်လာတယ်သေတယ်ဥက္ခရာတယောက်တက်သေတယ်အင်ပါလာလည်းသေမှာပဲဝါမော်လည်းသေမှာပဲဂန်ရှောင်းလည်းသေမှာပဲအကုန်သေရမယ်ပုံကြီးပဲအဲ့သေမဲ့လူကကိုသားအဲ့ကောင်တွေသာသေရသွားမယ်အဲ့ဘဲတွေသာသေရသွားမယ်ခမရဘာမှမထားခဲ့နိုင်ဘူးဘာမှလည်းညီချင်းသူသူရှိမှာဒီဒီပုဂ္ဂိုလ်ရဲ့ရှိမှာ9ယောက်4ယောက်တည်သွားပြီသွားမထားခဲ့နိုင်ဘာထားခဲ့လဲဆိုတော့လက်နက်ဆိုးလက်နက်ကင်ပုံမှန်ဒေါ်လာချင်းဆိုတဲ့ဆိုးမွေပဲပေးခဲ့တာကောင်းမွေဘာမှမပေးခဲ့ဘူး ဲ့လိုဆိုတော့အဖြေကရှင်းရှင်းလေးပဲဒါကြောင့်ကျွန်တော်ကလက်နက်ကိုင်ပုံကန်သူတွေကိုစဉ်းစားသိကျင်တာပါနိုင်ငံတော်အတွက်ပဲမှုပြန်ပါဘာဖြစ်လို့ခင်ဗျားတို့ကဟိုကိုကိုလူစီဝါအတ္တလူတစုစားအတွက်ပဲမှုပြန်ကြတာဒုံးလို့ပဲကျွန်တော်ကတော့ခင်ဗျားတို့တိုက်တွန်းဟိုမေးခွန်းထုတ်ချင်တယ်နော်ဒါလေးကြုံလို့ဦးဆောင်ဟာကိစ္စပြောတာပါနောက်တစ်ခုကမိုးကုတ်မှာဖြစ်တဲ့ကိစ္စလေးအဲမိုးကုတ်ကတော့ချမ်းမို့ဘူးဗျကျွန်တော်တို့ဟို TNL တွေကိုမိုးကုတ်ကလူတွေကတိတ်ပြီးတော့ဟိုမတင်တဲ့တလားတော့မသိဘူးမိုးကုတ်မှာ TNL အဖွဲ့တွေလက်ပြုံနဲ့ပြစ်ပြီးတော့ပေါက်ခံရတယ်တဲ့ မိုးကုတ်မှာ DNA လေး DNA လေးကမိုးကုတ်ကိုတက်ပြီးတော့သိမ့်ပိုက်ထားတယ်လေသိမ့်ပိုက်ပြီးတော့သူကဟိုကပြပြီးတော့အုပ်ချုပ်ပြီးတယ်အခုမေလာ၁၂နှစ်နေရဖြစ်သွားတာတဲ့မိုးကုတ်မျိုးနော်မိုးကုတ်မျိုးမှာ DNA လေးအဖွဲ့အလူတွေမျိုးတွေပတ်ပြီးတော့သူက cycle နဲ့သူတို့ကင်းလှည့်တယ်ပေါ့ဗျာသူတို့ကင်းလှည့်တယ်ပေါ့ကင်းလှည့်တဲ့အချိန်မှာတဲ့အဲ့မှာဘသူမှမသိဘူးပေါ့နော်အမည်မသိလူစုကနေ cycle နှစ်စီးနဲ့ရောရောနဲ့ယောက်ချလာပြီးတော့သူတို့ဘေးနားနေလွယ်ရည်ထက်နေလက်ပြုံနှလုံးစနက်တန်ဖြုတ်ပြီးတော့သူတို့ဘယ်နဲ့ပြုတ်ခဲ့တယ်ပြစ်ပခဲ့တော့ပြစ်ပခဲ့တော့ကံကောင်းတာဘုံမပေါက်လိုက်ဘူးပေါက်လို့မသေးတာပေါ့နော်ဖြစ်သွားတာမိုးကုတ်မြို့မိုးကုတ်မြို့လေမြို့ကုတ် မျိုးမျိုးမျိုးမိုးကုတ်မိုးကုတ်မျိုးလဲဦးမလီရောကုန်ပြီမိုးကုတ်မျိုးလဲဦးပဲမှာဖြစ်သွားတာတဲ့နော်အဲ့ဒီမှာအဲ့ဒီအချိန်မှာခုနကစိုက်ကဲနှစင်းနဲ့ရောက်ချလာတယ်ပြီးတော့အဲ့ TNL ရဲတွေပဲကိုအဲ့စနတန်ဘုံစနတန်ဖြုတ်ပြီးတော့ရော့ပြစ်ထည့်ပေးခဲ့တယ်ပြစ်ထည့်ပေးကန်ကောင်းသာဖြင့်ဟိုလူတွေအဲ့စနတန်မပေါက်ကွဲလို့သူကစနတန်မပေါက်ကွဲလို့ဘုံကိုပြန်ပြီးတော့မပစ်လိုက်တယ်အဲ့တော့ထွက်ပြေးသွားတယ်ဟိုလူနောက်ထွက်ပြေးသွားတယ်အဲ့တော့ပြောရရင်တော့ TNL ကမိုးကုတ်ကိုထိထိထိချုပ်ထားပါလေနဲ့ TNL ကိုဘုံနဲ့ပြန်ပြစ်တယ်ဆိုတော့စဉ်းစားရဖြစ်တာပေါ့နော် သူ့ကိုပြန်ပြစ်တာ PDF ဒီလားဒါမှမဟုတ်မြို့ကန်တွေကမကျင်းလို့တွေ့ရတာလားဆိုတော့မင်းကတော့သူ့ကိုပဲစဉ်းစားရတော့ဘူးတော်တော်လေးကျွန်တော်စဉ်းစားရကောင်းတယ်အဲ့တော့ကြည့်ရတာမိုးကမြို့ကန်တွေ TNL ကိုမလိုလားဆိုတဲ့ကိစ္စကကျွန်တော်ကြားနေတဲ့တည်းကပိုမှန်လားတည်းမှန်လားဆိုလိုပဲဘယ်လိုလားမလဲဗျအစကတည်းကအကောင့်ပလောင်လေးလို့ခေါ်နေတာပဲဒီကောင်တွေကိုမချိနိုင်ဘူးအဲ့လိုဖြစ်နေတာအဲ့တော့ကြာလာရင်တော့ TNL ကမိုးကမြို့ကန်တွေကမလိုလားမှုရဲ့နောက် PDF တွေနဲ့အငင်းပွားမှုရဲ့ပေါက်ဆက်ပြီးတော့อืมကျွန်တော်ထင်တယ်အဲ TNL တဖြည်းဖြည်းတော့မြို့မှာသူဟို နေရပါမလို့ဒါပေမဲ့အခုလောဆယ်တော့အဲ့ပြစ်တဲ့ဖွဲတဲ့တယောက်ကိုတော့ပြန်လဲလဲဖမ်းပလိုက်တယ်ဖမ်းပြီးတော့ဒီကောင်ကိုဆက်ဆေးမင်းမြတ်နေတယ်မင်းတို့ဘယ်သူတွေလဲဘာလဲညာလဲပေါ့အပြေတော့မထွက်သေးဘူးကြည့်ရတော့စောက်ကြည့်ကြတာပေါ့နော်အဲ့ဒါလေးတော့တခုတွေ့တယ်ပြပြတာပါနောက်တစ်ခုကတော့ချင်းပြည်နယ်ထဲမှာ ਨੇ ပတ်သက်တာပေါ့ချင်းပြည်နယ် ਨੇ ပတ်သက်ပြီးတော့ချင်းလက်နက်ကိုင်အဖွဲ့တွေကထုတ်ပြန်ချက်တောင်းစာဆောင်ထုတ်တယ်အ sorry ချင်းအဖွဲ့တွေကဘာလဲကိုဆလိုင်းဘာခေါ်လဲဆလိုင်းဘာဘာခေါ်ဆိုလဲဒီကောင်နာမည်ကျွန်တော်တို့မိနေဆလိုင်းထက်မီဆိုလားအဲအဲ့ဒီတယောက်ကပြောတယ်ဟိုကပြီးခဲ့တဲ့ရက်ပိုင်းကအိန္ဒိယအခြေစိုက်သတင်းထောက်တယောက်ကနေပြီးတော့သူက ဒီ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  BBC မြန်မာပိုင်းနဲ့မေးမြန်းချက်တစ်ချက်ခုမှာအိန္ဒိယရဲ့ BBC မြန်မာပိုင်းနဲ့မေးမြန်းမေးမြန်းချက်မှာသူကပြောတာတစ်ချက် ပြထည့်ပြောလိုက်တယ်ပေါ့နော်အဲ့ဒါပါလို့ဆိုဒီအိန္ဒိယနဲ့နေပြည်ထိစားနေတဲ့နေရာတွေမှာမီဇိုရမ်ပြည်နယ်ကနေတဆင့်အနောက်နိုင်ငံသားခြေစားစစ်သားတွေကထောင်ကနန်းလောက်ထောင်ကနန်းလောက်ထိမြန်မာပြည်ထဲတဲ့ချင်းပြည်နယ်တွေကဝင်လာပြီးတော့တဲ့ချင်းတပ်ဖွဲ့တွေနဲ့အပူအတူပူးပေါင်းပြီးတော့စစ်တပ်ကိုတိုက်ခိုက်နေတယ်လို့သူက BBC သတင်းတော်ကအိန္ဒိယရဲ့ BBC သတင်းတော်က sorry အိန္ဒိယရဲ့ဝိုင်းသတင်းတော်က BBC မြန်မာပိုင်းနဲ့အင်တာဗျူးမှာသူကပြောတယ်အဲ့ပြောလိုက်တဲ့စကားလေးတခုထွက်လာတယ် အဲ့ဒါတော်တော်စိတ်ဝင်စားဖို့ကောင်းတယ်နော်ပြောချင်တာပြန်ပြောရရင်ဒီမီဇိုရန်ပြည်နယ်အင်းဒီချင်းပြည်နယ်နဲ့ကပ်နေတဲ့မီဇိုရန်ပြည်နယ်တဲကိုနိုင်ငံခြားသားအနောက်နိုင်ငံသားတွေကရောက်လာပြီးတော့အလဲပတ်သဘောမျိုးရောက်လာပြီးတော့ပြီးလဲပြီးတော့နေဆက်ကိုဖျက်ကျော်ပြီးတော့ချင်းလက်နက်ကိုင်အဖွဲ့နဲ့သွားပူးပေါင်းပြီးတော့စစ်တပ်ကိုတိုက်တယ်တိုက်ပင်းနေထောင်ထဲချီတယ်အဲ့လိုမျိုးသူကအိန္ဒိယမီဒီယာကအိန္ဒိယသတင်းတောက်တယောက်ကဝိုင်းသတင်းတောက်က BBC နဲ့အမေမြန်ဖြည့်တယ်အဲ့လိုဖြည့်လိုက်တဲ့အတွက်ပြောရရင်တော့ချင်းပြည်နယ်ချင်းလက်နက်ကိုင်အဖွဲ့နဲ့နောက်မှာ ဟောင်းနေဝင်ပြီးပူတက်ကူးတိုက်ပေးနေတယ်ဆိုတော့မိကုံထွက်လာတဲ့ခါ slide ထက်နေလို့ဘာလို့ထအငင်းတယ်ထအငင်းတာတော့ဘာလဲဆိုတော့သူငင်းတဲ့ပုံသားတော့ CNA ထဲမှာတော့၎င်းချင်းလန်းကောင်စီထဲမှာပါတယ်ဒေသနာကာဝေးတပ်ဖွဲ့တွေမှာ၎င်းလူပြူကျေးစားစစ်သားတွေပါဝင်နေတယ်တိုက်နေဆိုတာဒီနေ့အချိန်ထိဘာတစ်ခုမှမရှိပါဘူးခင်ဗျာတဲ့ဘယ်သူကအဲ့လိုပြောတယ်ဘာတစ်ခုမှမရှိဘူးတဲ့သူပြောတာနော်အဲ့လိုယာကနဲ့ထောင်ကကျေးစားစစ်သားတွေငှားဖို့တော့နဲတယ်ငွေမဟုတ်ဘူးတဲ့သူတို့ငှားဖို့နေသားအဲ့ဒီမှာရှိပြီးသားကျွန်တော်ရဲဘော်တို့လောက်ငှားအောင်မကျွေးနိုင်တဲ့အနေထားမှာကျေးစားစစ်သားတွေဝင်တိုက်ပေးရဲဆိုတော့လုံးဝလွဲမားပါတယ်ဆိုပြီးတော့အဲ slide ထက်နေရပြောတယ်ဆိုတော့ तू ကအဲ့လိုပြောတော့ကျွန်တော်တော်တော်စဉ်းစားတာပေါ့နော် ကျွန်တော်တော်စဉ်းစားတာပေါ့နော်ပြီးတော့ဒီသတင်းမှန်တယ်ဆိုရင်လည်းအမေရိကန်နဲ့ဘင်္ဂလားဒေ့ရှ်ကိစ္စဖြစ်တယ်ဆက်ပြောသူက "तू อ่ะအဲ့လိုပြောတော့ကျွန်တော်တော်စဉ်းစားပါတယ်ခင်ဗျားတို့ကျွန်တော်ဗီဒီယိုဖိုင်ရေးတစ်ပိုင်းပြမယ်။ तू อ่ะမဟုတ်ဘူးလို့ तू อ่ะညင်းနေတော့ तू อ่ะမဟုတ်ဘူးလို့ညင်းနေချိန်မှာကျွန်တော်ကဗီဒီယိုဖိုင်ရေးတစ်ခုဒါဒီဗီဒီယိုဖိုင်ဆိုတော့ကျွန်တော်နှစ်ပေါက်အောင်တင်ထားရတဲ့ဗီဒီယိုဖိုင်တစ်ခုပဲနှစ်ပေါက်အောင်တင်ထားရတယ်နော်ဒါနှစ်ပေါက်အောင်တင်ထားဆိုတော့ဒီတစ်နှစ်မှာမဟုတ်ကျွန်တော်ဘယ်နှစ်နဲ့တင်ထားလဲဆိုတော့2022ခရီးကကျွန်တော်တင်ထားရတဲ့ဗီဒီယိုဖိုင်တကယ်တော့2022ခရီးကတင်ထားတာဒီပါပြချင်းလို့ ်ဒါမှကျွန်တော်ပြကြလို့သိထားတာ special force team ဆိုပြီးဒါပါလဲဆိုတော့ချင်းဓာကြီးနဲ့ချင်းနဲ့ဒီမှာသင်တန်းပေးနေတာနိုင်ငံသားကြောပြမယ်အဲဒါမှနိုင်ငံသားချင်းပြည်မှာသင်တန်းပေးနေတဲ့ video file နော်ကျွန်တော်ရှင်မှာ7မိနစ်ကျော်ရှိတဲ့ video file ဒီမှာနိုင်ငံသားသင်တန်းပေးနေတာအမှချင်းချင်းအောက်ချင်းရဲ့ logo ကြီးနဲ့ဒီမှာဘလို့တိုက်ရလဲဆိုတော့သင်တန်းပေးနေတာမှာအစိမ့်ဘတ်တွေနဲ့ကွာကာပြီးတော့အစိမ့်ဘတ်တွေနဲ့ crow ဖောက်ပြီးတော့ဒါ ပြီးရင် crop out ပြီးတော့သူဒါဒါဟွာလောက်တော့မှသူတို့ 3D ပုံစံမျိုးနဲ့လောက်တော့မှသူအဲထဲတော့မှဒါတိုက်တာတိုက်တဲ့ပုံစံဘလို့စစ်တိုက်ရဲဆိုတော့တင်းသွေးနေတာကဲအဲ့ဒါနိုင်ငံသားတွေမြန်မာတွေမဟုတ်ဘူးမြန်မာနိုင်ငံသားတွေမဟုတ်ဘူးနိုင်ငံသားတွေချင်းနေမဟုတ်ဘူးချင်းတွေကိုတင်းသွေးနေတာနိုင်ငံသားတွေပြောချင်တာ तू ကအဲ့လိုညင်းတော့ကျွန်တော်စဉ်းစားနေရဒီဗီဒီယိုဖိုင်2022ခုနှစ်ဒီဇင်ဘာ17ရက်ကလေးကျွန်တော်သိထားတာခုထိကျွန်တော်ခုမှထုတ်ပြနေတယ်အဒီကောင်ညင်းလိုက်လို့ထုတ်ပြတာမဟုတ်ဘူးမထုတ်ပြသေးဘူးသိထားအောင်ပြီးတော့ကရင်ပြည်နယ်ထဲမှာလည်းနော်ရှင်းပါ free free burma ranger အုပ်စုနဲ့ အနောက်ဆိုဝင်ကူပေးတယ်ချင်းမှလည်းဝင်ကူပေးတယ်ချင်းတို့ကရင်တို့ကအမေရိကန်တို့ဘာတို့ညာတို့ ਨੇ အများကြီးဆက်ဆက်ရှိတယ်ဒါကြောင့်မို့ဒီကောင်တွေကူညီပေးတယ်ဆိုတာဖြစ်နိုင်ခြင်းရှိတယ်စစ်ဝင်တိုက်ပင်းစလားလို့မြင်တိုက်နိုင်ခြင်းလည်းရှိတယ်ပြောမရဘူးအခုသင်တန်းအောင်ပေးတယ်ဆိုရင်တိုက်တာဖြစ်နိုင်ဘူးလားဆိုတာဖြစ်နိုင်ခြင်းလည်းရှိတယ်အဲဒါကြောင့်ဒါမဲ့ slide တန်းတို့ကတော့ပြောင်းငင်းပါပဲမငင်းလို့မရဘူးလေမငင်းလို့မရဘူးလေငင်းလိုက်မငင်းရင်မငင်းရင်မှန်တယ်ဖြစ်မယ်မှန်ရင်မငင်းရင်မှန်တယ်လို့လူတွေကဝိုင်းပြောမယ်မှန်တယ်လို့ပြောရင်ဒါက ကျူးကျော်ဆဲဆန်းဆန်းတခုခုပေါ့ဗျာဒါကြီးကလက်ညှိုးထုတ်ဆိုင်ပြင်မယ်အိန္ဒိယဘက်ကလည်းဒါကြီးကိုကြည့်ပြီးလက်ညှိုးထုတ်ပြီးခြေမုန်းနေတဲ့ဆက်ရောက်သွားနိုင်တယ်ဒါကြောင့်သူတို့ညင်းတယ်လို့ကျွန်တော်ကောက်ချက်ချတယ်ကျွန်တော်လေးတော့ဒါစိတ်ဝင်စားဖို့ကောင်းတဲ့သတင်းတစ်ခုပါ